ကာလကာလနိယအိစ္ဆာသုတ်တာကာလနိယအိစ္ဆာသုတ်ကာလလုံးမမှာဖြစ်တဲ့တရားတွေအမြဲဥစွဲရရူပံဘိခွေအိစ္ဆာအတိတနာဂတအတိတ်အနာဂတ်ဖြစ်တဲ့ယုတ်တိဟာအမြဲမရှိဘူး ကောပနဝါတော့ပိဿုပ္ပန္နတပိဿုပ္ပန်ဖြစ်တဲ့ယုံ난နေအမြဲမရှိတာတော့ပြောစရာလိုအတိတ်ကယုံ난နေကိုကိုကကြည့်ပြီးတော့ပိဿုပ္ပန်ကိုရှုတတ်ဖို့ရှုပြီးစနစ်ပေါ့ဘုမာဆိုကြပါစို့အတိတ်ဖြစ်ပြီးတဲ့မင်းမပြတော်ဤတို့စာတပေတာပုဂ္ဂိုလ်ကြီးတွေဒါပေမဲ့သူတို့တွေဟာမမြဲတဲ့အတွက်ကြောင့်ပြန်တော်မူသွားတယ် အဲသူတို့တွေမမြဲတလို့ပဲငါတို့ပြစ္ဆုတ်ပန်လက်ရှိငါတို့ရှိနေတဲ့ဟာတွေကလည်းပဲဘသူမှမြဲမှာမဟုတ်ဘူးဒီလိုမြင်ရမယ်ပေါ့အတိတ်ဖြစ်တဲ့ယုတ်တွေဟာအမြဲမရှိဘူးမရှိဘူးဆိုမှတော့ငါတို့လိုပြစ္ဆုတ်ပန်ယုတ်တွေကတော့ပြောစရာကမလိုဘူးအနာဂတ်ဖြစ်တဲ့ယုတ်တွေကလည်းပဲမမြဲဘူးပြစ္ဆုတ်ပန်ဖြစ်တဲ့ယုတ်တွေကတော့ပြောစရာမလိုဘူးဒါကြောင့်သုတ္တဝါရိယတာဝကော မြတ်စွာဘုရားရဲ့တာဝကဖြစ်တဲ့အာဂမတုဒ္ဒရိကမတုဒ္ဒရှိတယ်သူ့ရဲ့ပုဂ္ဂိုလ်တွေဟာနော်အရိယသောဘောရိယဖြစ်သောတာဝကဆိုပြီးတော့ကမန္တရီတော်ဝဲလို့လည်းရပါတယ်အရိယအစဉ်ကိုရောက်သွားတဲ့မြတ်စွာဘုရားရဲ့တပည့်အရိယအစဉ်ကိုရောက်သွားတဲ့မြတ်စွာဘုရားတပည့်တွေဟာသုတ္တဝါအာဂမတုဒ္ဒအဓိကမတုဒ္ဒအာဂမတုဒ္ဒစာပေတွေကိုသင်ကြားထားပြီးတော့သုဒ္ဓတွေလည်းရှိနေကြတယ်အဓိကမတုဒ္ဒ တရားတွေအားထုတ်ပြီးတော့တရားသိတရားအသိတွေရပြီးတော့အဓိကမသုတ္တအသိဉာဏ်ကနေတစ်ဆင့်တရားအသိကနေတစ်ဆင့်ရလာတဲ့ဘုသုတ္တလည်းပဲရှိကြတယ်အထူးအပြင်တော့အာဂမသုတ္တရှိရင်တော့ဖရာရဲ့တက်ကလေးတွေကိုအာယုံပြုနိုင်တယ်ဖရာရဲ့တရားတွေအာပေါ်မိအောင်စဉ်းစားနိုင်တယ်ဆိုရင်တော့အမှန်ကိုမှန်တိုင်းမြင်နိုင်တာပေါ့အရိကမသုတ္တဆိုတဲ့သောတာပန်တက္ကဒါကနာဂံယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်ရတော့ပို့ပြီးတော့လက်တွေ့ မြင်နိုင်သွားတယ်အဲ့လိုမြင်နိုင်သွားတဲ့အရိယာပုဂ္ဂိုလ်တွေဟာတိဒသမေရူပသမေနဘေကောဟောဒီအတိတ်ဖြစ်တဲ့ယုတ်ကေအပေါ်မှာမတွေ့တာတော့နော်လူတွေလောကလောကရောက်ရောက်နေကြတယ်ဆိုတာဟာအတိတ်မမြဲဘူးမမြဲတာတော့လူတိုင်းသိနေတာပဲဒါပေမဲ့မမြဲတဲ့အတိတ်အပေါ်မှာအပိ္ခာနော်ငဲ့နေကြတယ်တွေ့တာနေကြတယ် ဇွေတားနေတဲ့အတွက်ကြောင့်စိတ်ဆင်းရဲမှုရနေကြတယ်။အဲစိတ်ဆင်းရဲမှုမရခြင်းမှုဆိုရင်ကိုမရတော့တဲ့ကိုမရှိတော့တဲ့အတိတ်ပြတဲ့ရုပ်တွေအပေါ်မှာတွယ်တာမှုတွေမထားတာထားနေကြတယ်။မထားနိုင်ဖို့ရာအတွက်ဘာလို့အောင်လဲခါသုတ္တဝါရိယတာဘောကောဒါကအကြောင်းပြပြောပါတော့။တရားစာပေတွေကိုသေးသေးချာချာလေ့လာကြရမယ်။တရားသိတွေရအောင်တရားအထုတ်ရအောင်။ဒါကြောင့် မြတ်စွာဘုရားကတော့အတိတ်နဲ့ပတ်သက်ပြီးတော့စိတ်ဆင်းရဲမှုမဖြစ်စေခြင်းမို့အနာဂတ်နဲ့ပတ်သက်ပြီးတော့စိတ်ဆင်းရဲမှုမဖြစ်စေခြင်းမို့ပိဿုပန်နဲ့ပတ်သက်ပြီးတော့စိတ်ဆင်းရဲမှုမဖြစ်စေခြင်းမမြဲတာကိုမမြဲမှန်သိပြီးပြီဆိုရင်မမြဲတာဆိုတဲ့အတိတ်ကြောင့်တချို့ကြစိတ်ဆင်းရဲတာတွေကြုံတာဒီတော့ဟောခြင်းကြောင့်အဒီကြောင့်ဒါကြောင့်ဟောတာဩရှေးရှေးကရုပ်တွေခန္ဓာကိုယ်တွေငါသိတဲ့ပုံကိုယ်တွေလည်းပဲမမြဲကြဘူးအနာဂတ်ဖြစ်တဲ့ပုံကိုယ်တွေလည်းမြဲမှာမဟုတ်ဘူး ငါလည်းမြဲမှာမဟုတ်ဘူးလေဆိုပြီးစိတ်ဆင်းရဲနေကြတဲ့ပုံကိုယ်တွေကိုမြတ်စွာဘုရားကအဲထွက်ပေါက်ပေးတာတကယ်တော့ဗုဒ္ဓဘာသာဟာသေးသေးချာချာပန်းနိုင်ပြီးလိုက်နိုင်တယ်ဆိုရင်ထွက်ပေါက်ရှိတယ်စိတ်ဆင်းရဲမှုတွေနဲ့ကြက်ပိတ်နေပြီးတော့မနေကြဘူးအခုရိယတာဝကတွေကတော့ဏိတသမေရူပသမေနဘေကောဟောတိအတိတ်ပါဖြစ်ပြက်သွားတဲ့ရုပ်တွေအပေါ်မှာကြည်ပြီးတော့တွေ့တာမှုတွေမထားတော့ဘုမာဆိုကြပါစို့ကို့မှာ ပိုက်ဆံချမ်းသာတယ်ချမ်းသာတဲ့ပိုက်ဆံပေါ်မှာအာပိုက်ဆံတွေကအကြောင်းမျိုးမျိုးကြောင့်ပျောက်ပြက်သွားတယ်ဆုံးရှုံးသွားတယ်အတိတ်ဖြစ်တဲ့ရုပ်တွေဖြစ်တဲ့ပိုက်ဆံကိုပြန်ပြီးတော့တွေ့တာနေငါအရင်တော့တော့ပိုက်ဆံရှိတယ်အရင်တော့ပိုက်ဆံရှိတယ်မမြဲလို့စိတ်ဆင်းရဲစရာကြီးပဲဆိုပြီးတော့အတိတ်ဖြစ်တဲ့မမြဲတဲ့ရုပ်ကြီးပေါ်မှာကိုအကြောင်းပြုပြီးတော့ဘာလို့စိတ်ဆင်းရဲတတ် ဟောစာပေဘုဒ္ဓတာရှိတဲ့သူတရားအသိရှိတဲ့သူကြတော့အတိတ်ဖြစ်တဲ့ယုတ်တွေဟာလည်းမမြဲဘူးမမြဲတဲ့ယုတ်တွေကြောင့်ငါဟာစိတ်အစင်းရမခံဘူးဆိုပြီးတော့အဲ့ဒီအတိတ်ဖြစ်တဲ့ယုတ်တွေအပေါ်မှာငဲကွက်ဖို့တွေမထားတော့၊ကွက်တမ်းဖို့တွေမထားတော့စိတ်ချမ်းသာမှုပြည့်ရတော့အနာဂတ်ဖြစ်တဲ့ယုတ်တွေအပေါ်မှာလည်းပဲအဲမမြဲမှန်ကြိုးသိတဲ့လူတွေကတော့နာဘိနန္ဒတိကဲစာပေဘုဒ္ဓတာတရားသိရှိတဲ့ပုဂ္ဂိုလ်တွေကအနာဂတ်ယုတ်တွေကိုလည်းပဲမတောင်းတတော့ကဲ သစ္ဆုပ္ပန္နတရူပတ္တလက်ရှိကိုပိုင်ဆိုင်နေတဲ့ယုတ်ပြောပါတော့ကိုရှိနေတဲ့ယုတ်ကလေးပေါ်မှာကြဘလို့ကျင့်ရတာလဲဆိုတော့နိဗ္ဗိဒါယယုတ်ပေါ်မှာတွေ့တာဖို့မလုံးနဲ့မစင်စားနဲ့ညီးငွေ့ဖို့ပဲစင်စားရဟိုကညီးငွေ့ဖို့ကိုရှုရဝိဒါကာယမတက်မဲ့အောင်ရှုရတယ်និရောဓာယအဲ့ဒီယုတ်ကိုချုပ်အောင်ရှုရတယ်အဲ့ဒီလိုရှုနိုင်မယ်ဆိုရင် အတိတ်လည်းပဲချမ်းသာလေးအတိတ်ကြောင့်လည်းချမ်းသာလေးပဲအနာဂတ်ကြောင့်လည်းပဲစိတ်မစင်ရရဘူးပစ္စုပန်ကြောင့်လည်းပဲစိတ်ဆင်းရဲမှုမကြုံရတော့ဒီလိုမြတ်စွာဘုရားကဟောခဲ့တာပေါ့နော်ဝေဒနာတင်ညာတင်ကာရလည်းထို့သူပဲပေါ့နော်ဒုတိယသုံးကာလတ္တရာဒုက္ခသုံးအတိတ်ဖြစ်တဲ့ရုပ်တရားလည်းပဲစင်ရဲတယ်အနာဂတ်ဖြစ်တဲ့ရုပ်တရားလည်းစင်ရဲတယ်ပစ္စုပန်ဖြစ်တဲ့ရုပ်ကတော့ပြောစရာကိုမလိုတော့ဘူးစင်ရဲတဲ့စင်နေမှာပဲဝန်းတာပဲစင်ရဲတယ်ဆိုတဲ့နေရာမှာဦးဇင်းတို့ အများသိတဲ့ဒုက္ခဒုက္ခကိုကြီးပဲပြောနေတာမဟုတ်ဘူးလို့မှတ်ထားပါဒါကြလေကြတော့ဆိုကဘာပြောလဲဆိုငါဒုက္ခမကြုံဘူးငါမှာဒုက္ခမကြည့်ဘူးလို့ဒီလိုထင်ရတယ်ဒါပေမဲ့ချမ်းသာတယ်ဒုက္ခဒုက္ခနဲ့ဒုက္ခဝေဒနာနှစ်မျိုးရှိတယ်ဆိုရပါစို့ဒုက္ခကတော့ဒုက္ခမှန်သိနေတာပဲစင်ရကိုစင်ရတာတွေစိတ်စင်ရတာတွေကဒုက္ခပဲဒါသိနေတာပဲကိုချမ်းသာတာတွေစိတ်ချမ်းသာတွေကြတယ်ဒုက္ခစင်ဝင်နေဆိုတာတချို့ကနားမလဲကြဘူး ကိုချမ်းသာတယ်စိတ်ချမ်းသာတယ်ကဘယ်လိုဒုက္ခဆင်းလဲဝင်လာကိုချမ်းသာစိတ်ချမ်းသာကာယကဒုက္ခတွေမဝင်ဘူးနော်ကာယကဒုက္ခစေတိကဒုက္ခတွေဝင်သွားတာနော်ကိုချမ်းသာတယ်စိတ်ချမ်းသာတာတွေကလည်းပဲဒုက္ခဆင်းနဲ့ဝင်တယ်ဘယ်လိုဝင်လာလဲဆိုတော့ဝိပရိနာမဒုက္ခကိုလောလောဆယ်တော့ချမ်းသာနေတယ်ချမ်းသာတဲ့အရာပြည့်စည်သွားပြီဆိုတဲ့အခါကျဟာငါချမ်းသာတဲ့ဟာကြီးတော့ ပြောင်းပြက်သွားပြီဆိုတော့ချမ်းသာတာကလည်းစင်းရဲကိုပြောင်းသွားတဲ့အတွက်ကြောင့်တနည်းအားဖြင့်ပြောမယ်ဆိုချမ်းသာတာလေးပြောင်းပြက်သွားတဲ့အတွက်ကြောင့်ပြောင်းလဲသွားတဲ့အတွက်ကြောင့်စင်းရဲရတာတမျိုးပဲဒါကြောင့်လက်ရှိလောလောဆယ်မှာချမ်းသာတယ်လို့ပြောပြမိတယ်ပဲစင်းရဲတယ်ဥပမာဆိုကြတော့ထမင်းစားတယ်ဝတ်သားကျက်သားလေးနဲ့ထမင်းစားတယ်ဒါဒုက္ခလို့ထင်ဒုက္ခပဲလေဒါပေမဲ့ဝတ်သားကျက်သားနဲ့ထမင်းစားတဲ့ဟာတွေကနောက်ဆုံးညာဘယ်ဘက်ရောက်မစင်ပြစ်သွားတာပဲပြောင်းလဲသွားတာ အဲ့ဒီပြောင်းလဲတာတွေကိုကြည့်သွားနိုင်တယ်ဆိုရင်ဒါမှလည်းဆိုတော့ဩဒုက္ခမှန်သမျှနောက်ဆုံးဒုက္ခအဆုံးသတ်တာပဲဆိုတာဝိပရိနာမှာပြောင်းလဲတတ်တယ်ဆိုတဲ့သဘောတရားသိတယ်ဆိုရင်လည်းပဲဘာဖြစ်လဲဆိုတော့ဘာခံစားမှုမဆိုဘာဝေနာမဆိုဒုက္ခလိုမြင်တိုင်းသွားတာအဲ့လိုမြင်နိုင်မှသာလေင်းမြတ်စွာဘုရားကဘာဖြစ်လဲဆိုတော့သင်္ခါရတရားအလုံးကိုဒုက္ခလိုမြင်တယ်လို့ပြောမှာအဲ့လိုမြင်တဲ့သူတွေကတော့အတိတ်ကြောင့်လည်းပဲအတိတ်ကိုဟာကိုလည်းပဲပြန်ပြီးတော့တောင်းတာမတည်ဘူးပြန်ပြီးတော့ငဲ့မနေဘူးအနာကဟာကိုလည်းပဲမျောမနေဘူး ပိဿုပ္ပံမှာလည်းပဲဆွဲလန်းမနေတော့ပဲနဲ့စိတ်ချမ်းချမ်းသာသာနေနိုင်တယ်။အနတ္တကာလတရားအနတ္တဆုံးအစိုးမရအတိတ်ပြတဲ့ခန္ဓာကိုယ်တွေရုပ်တွေဝေဒနာတွေသင်ညာသင်္ကာရတွေဝိညာဉ်တွေအစိုးမရဘူး။အနာဂတ်ဟာတွေလည်းအစိုးမရဘူး။ပိဿုပ္ပံကတော့ပြောစရာမလိုဘူး။ဒီလိုနားလည်တဲ့လူတွေဟာတဲ့အတိတ်ပြတဲ့ရုပ်အပေါ်မှာလည်းပဲငက်ကွက်မထားတော့ဘူး။တိတ်ပြတဲ့အဲရုပ်တွေ ကိုမပိုင်တာတွေကြီးကိုပိုင်တယ်လို့အရင်ကထင်ခဲ့ကြတယ်။ဒါပေမဲ့လည်းမပိုင်တဲ့အကြောင်းဒီအချိန်ကသက်တည်ပြသွားတယ်။ဒါကြောင့်အတက်ပြတဲ့ရုပ်တွေကိုမပိုင်ဘူးလို့တောင်းအောင်သိပြီးတော့ဓာကြီးကိုအရင်ကတွေ့တာတဲ့တွေ့တာခဲ့တယ်မမောခဲ့တယ်။အဲဒီတွေ့တာမမောခဲ့တဲ့အတက်ရုပ်တွေကြောင့်ပစ္စုပန်တော့ဒုက္ခမရောက်စေနဲ့အနာပဲကောဒါကိုပြန်ငဲ့နေနေအနာဂတ်ရုပ်တွေကိုလည်းတောင်းတာမနေနဲ့ပစ္စုပန်ရုပ်တွေကိုမှလည်းတွေ့တာဟုတ်တယ်မဖြစ်အောင်နေအဲ့ဒါဆိုရင် ဘဝမှာလေသာတိုင်းကစိတ်ချမ်းချမ်းသာသာနေနိုင်သွားတယ်။ဒါကြောင့်အနိစ္စဒုက္ခအနတ္တကိုရှုတယ်ဆိုတဲ့နေရာမှာပစ္စုပန်ကိုရှုရမယ်လို့ပြောပေမဲ့လည်းပဲအတိတ်တွေအနာဂတ်တွေကိုနမူနာထားပြီးတော့ပစ္စုပန်ကိုမြင်အောင်ရှုလို့ရပါတယ်ပေါ့နော်။ဒါကြောင့်ဒီရှင်းစရာကြီးတွေပြောပြောထားတယ်။အဲလူဘဝမှာနေတတ်ထိုင်တတ်ရှိဖို့ဆိုရင်တဲ့အထုပ်ပတ္တိစာအုပ်တွေများများဖတ် အထောက်ပတိစာအုပ်တွေများများဖတ်ရင်လူ့ဘဝမှာနေသက်ထိုင်တာရှိတယ်။ရှင်းစရာတော်ကြီးတွေဘလို့နင်းသွားတယ်။ရှင်းစရာတော်ကြီးတွေဘလို့တွေးသွားတယ်။ရှင်းစရာတော်ကြီးတွေဘလို့ပြော့သွားတယ်။အဲ့ဒါတွေဘုံသိသွားရင်နေသက်ထိုင်တာရှိတယ်။ဒါကြောင့်အတိတ်ကဟာကိုလည်းပဲနမူနာယူလို့ရတယ်။အနာဂတ်ဟာကိုလည်းနမူနာယူလို့ရတယ်။ဒါဆိုရင်ပစ္စုပ္ပန်မှာဥစဉ်တော်တွေယူလို့ရရှင်နေသက်ထိုင်တာရှိသွားတယ်ပေါ့။တော်ပါ့။